မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဒီမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလေရှင်ဒီနေ့တော့တသမာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့စာလုံးနဲ့စလင်အသုံးလေးတွေကိုဆက်လက်ပြီးတော့အင်ပေးသွားမှာ ဖြစ်ပါတယ်စာလုံးနဲ့စလင်ဆိုတာကတော့ ။တရင်ပြီးအမျိုးအစားထဲမှာပါဝင်တာဖြစ်ပါတယ်။သွားအရင်ကိုရှာနဲ့ထိပြီးတော့ထွက်တဲ့အတန်ဖြစ်ပါတယ်။စာလုံးဆိုတဲ့အတန်ကတော့နော်တရင်ပြီးထဲမှာသူကလေအားလျော့တဲ့ပြီးဖြစ်ပါတယ်။စလိန်ကတော့လေအားကိုပို့ပြီးတော့ထုတ်ရတဲ့ပြီးဖြစ်ပါတယ်။လေအားပို့ပြီးတော့များပါတယ်။ကဲဒါဆိုရင်စာလုံးနဲ့စလိန် တဲကနေပြီးတော့ရင် စစစဆိုတဲ့เนาะဘီအတုံးလေးကိုတစ်ချက်လောက်ကြည့်ရအောင်စဆိုတဲ့စလုံးသူကတော့ဘာလဲဆိုတော့စကားဆိုတဲ့အတုံးမှာတုံးပါတယ်ဥပမာစကားပြောသည် ပန်းနဲ့မှာဆိုရင်စကဝါပန်းဒါကစလုံးနဲ့တုံးတာဖြစ်ပါတယ်ဒါဆိုရင် စလိန်မှာကြည့်အောင်စလိန်ကြတော့ သူကဆရာဆိုတဲ့အတုံးကိုတုံးတာဖြစ်ပါတယ်နော်မိပါဆရာနော်ဆရာကိုယိုသေးပါဒါကစလင်ကိုတုံးတဲ့အတုံးဖြစ်ပါတယ်ကဲဒါဆိုရင်စပြီးတော့စာကိုကြည့်အောင်စာလုံးရေးချစာစာကြတော့စာကြည့်ရအောင်စာအောင်ဥမာစာအောင်သူစာအောင်တန်ကားတော့ဒါကိုစာလုံးနဲ့သုံးပါတယ် ဒါဆိုစက်လိန်စာကြတော့နော်စာလုံးမသိတဲ့ဆိုတဲ့နေရာမှာစလိန်စာကိုသုံးတာဖြစ်ပါတယ်။ကဲဒါဆိုရင် စစာပြီးတော့စဆိုတာကိုကြည့်အောင်။ဥပမာစားပါတောက်ပါနော်ဆိုတဲ့အသုံးမှာစလုံးရေချာဝိစံနှလုံးပေါက်စကိုသုံးပါတယ်။အင်တွင်စဟင်းချက်ရမှာအသုံးပြုတဲ့စကိုတော့စလိန်နဲ့သုံးတာဖြစ်ပါတယ်။ စလင်ရေချာဝေဆန်နှလုံးပေါင်းစာကဲဒါဆိုရင်စစာစာဆိုတဲ့အသုံးလေးနဲ့ပတ်သက်ပြီးတော့သုံးနဲ့အသုံးကိုသိမယ်လို့ထင်ပါတယ်နော်ဒီနေရာမှာစာလုံးဆိုတဲ့နော်ပြီးကိုကရိယာနေရာမှာသုံးပြီးတော့စလင်ကြတော့နဲအနေနဲ့သုံးမှာသုံးတာဖြစ်ပါတယ်ဒါလေးကိုတော့ အထူးတရိထားစေတင်ပါတယ်စာလုံးသည်ကရိယာပါစလိန်သည်နာမနော်စာလုံးကိုကရိယာနေရာမှာ သုံးပါတယ်စလိန်ကိုနာနေရာမှာသုံးပါတယ်ကဲဒါဆိုရင်ဒီနေ့နော်ပြောပြပေးလိုက်တဲ့စာလုံးနဲ့စလိန်တို့ရဲ့အတုံးနော်ကွက်ပြတဲ့အတုံးအနှုံးလေးတွေကိုနားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်